ကျွန်တော်အလုတ်သမားဝန်ကြီးဌာနပေါ့နော်ထိုင်းအလုတ်သမားဝန်ကြီးဌာနနဲ့မြန်မာအလုတ်သမားဝန်ကြီးဌာနအချင်းချင်းပေါ့နော်ကျွန်တော်တို့ဒီအစီအစဉ်ပြုလုပ်ခဲ့တယ်လို့အားလုံးသိကြပြီဖြစ်ပါတယ်ဒီအစီအစဉ်လောက်တာနဲ့ပတ်သက်ပြီးတော့အဓိကထားပြီးတော့ဆွေးနွေးသွားတဲ့အချက်လေးတွေကတော့ဘယ်သူမှမသိကြသေးဘူးပေါ့နော်ဟုတ်ကဲ့ဟိုမနေ့ကဆိုရင်တော့ကျွန်တော်တင်းကောင်းတွေလည်းအများကြီးတင်နေကြတယ်တင်နေတဲ့အဲထဲမှဆိုလို့ရှိရင်တက်တန်တိုးတာနဲ့ပတ်သက်ပြီးတော့မြန်မာဘက်ကလည်းဘာမှမဆိုင်ပဲနဲ့ကျွန်တော်ထိုင်းဘက်ကတခုတည်းအရင်ကတက်တန်တိုးတဲ့ပုံစံအတိုင်းကိုဆက်သွားမယ်ဆိုတော့ အဲတရင်လေးကိုပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးကိုကျွန်တော်အနည်းငယ်အကျယ်ချပြီးတော့တိတိသုံးလေးအဖြစ်နဲ့ကျွန်တော်နောက်ထပ်ဟိုကျွန်တော်မြန်မာပြည်ကိုပြန်မဲ့လူတွေအတွက်ကိုရောနောက်ပြီးတော့အကတန်တိုးရောဘယ်လိုရမလဲနောက်ပြီးတော့ CI စာအုပ်တွေရောဘယ်ချိန်လုတ်ပေးမလဲဆိုတဲ့အဲ့အချက်လေးလေးကြီးတွေလည်းဆွေးနွေးသွားရဲဆိုတဲ့အကြောင်းလေးကျွန်တော်ဆက်လက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့နံပါတ်1တစ်ချက်ကကြတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာအရင်တော့ဆိုရင်ဝန်ကြီးများအစည်းအဝေးထုတ်ပြန်ချက်24ရက်နေ့6လပိုင်း2024မှာထုတ်ပြန်ခဲ့တဲ့အဲကျွန်တော်တို့ဒီ ဝန်ကြီးများအစည်းအဝေးထုတ်ပြန်ချက်ဆိုရင်ကျွန်တော်တို့ MOU စနစ်နဲ့တက်တန်တိုးကြမယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့ဝန်ကြီးများအစည်းအဝေးထုတ်ပြန်ချက်တွေထွက်လာခဲ့ကြတယ်ထွက်လာပြီးတော့နောက်ပိုင်းနောက်လား6လကိုလည်းထပ်မံဖြေလျှော့ဖို့အတွက်ကိုလည်းပြည်ထောင်ဝန်ကြီးဌာနကလည်းပြီးတော့အဲထပ်မံပြီးတော့အချိန်ပေးလိုက်တာမျိုးတွေပေါ့နော်လုပ်ခဲ့တယ်ကြီးညာချက်တွေလည်းထွက်ခဲ့ကြတယ်ဒီတော့အခုလက်ရှိအနေအထားကအားလုံးကပြောင်းလဲသွားပါပြီဘလို့ပြောင်းလဲသွားတယ်လဲဆိုတော့မနေ့ကအစည်းအဝေးထဲမှာဆိုရင်အဲပထမအချက်ကကြတော့ကျွန်တော်တက်တန်တိုးတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ ဒါမှရိုးကြတိုင်းပေါ့နော်ထိုင်းနိုင်ငံမှာပဲကျွန်တော်တို့ရိုးရိုးတက်တန်တိုးတဲ့လမ်းစဉ်ပုံစံအတိုင်းကိုပဲဟိုကျွန်တော်တို့ညှိနှိုင်းသဘောတူနိုင်ခဲ့တာဖြစ်ပါတယ်ဆိုလိုတာက MOU စနစ်ပုံစံမျိုးနဲ့တက်တန်တိုးစရာမလိုတော့ဘူးထိုင်းနိုင်ငံမှာပဲအဲကျွန်တော်တို့ပုံမှန်တက်တန်တိုးနေကြအတိုင်းထိုင်းမှာပဲတင်မယ်ထိုင်းမှာပဲသွေးတွေစစ်မယ်ဝက်ပါမေးတွေထုမယ်ဘာညာသူကလုတ်ပြီးသွားလို့ရှိရင်တော့ဒါသူ့ရဲ့လုပ်ငန်းစဉ်တိုင်းမြန်မာဘက်ကနေပြီးတော့ဘာမှလုတ်ပြီးတာမျိုးမရှိဘဲနဲ့ပေါ့နော်ထိုင်းနိုင်ငံဘက်ကတစ်ဖက်တည်းကိုလုတ်ပြီးသွားမယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးသွားတယ် ဒါပေမဲ့စိတ်ဝင်စားစရာတခုရှိသေးတာကဘာလဲဆိုတော့အရင်တော့ကျွန်တော်ဝန်ကြီးများအစည်းအဝေးထုတ်ပြန်ကြအတိုင်းဆိုရင်ဒါက MOU စနစ်တိုင်းတက်တန်တိုးကြရမှာအဲ့တော့အခုက MOU စနစ်တိုင်းတက်တန်တိုးကြတာမဟုတ်ပဲねတမယိုးကြတိုးတဲ့အတွက်ကြောင့်အရင်တော့လည်းလို့နှစ်နှစ်မရပဲねတစ်နှစ်ပဲဖြစ်သွားပါလိမ့်မယ်ဟုတ်ပြီနော်တက်တန်တိုးတဲ့လူတွေ အဲကျွန်တော်တို့ဒီတစ်နှစ်ပဲဖြစ်သွားပါလိမ့်မယ်အခုလူသစ်တွေပုံစံပေါ့လူသစ်တွေအခုလှုပ်တဲ့ပုံစံတွေကတစ်နှစ်ပဲရတယ်အခုတက်တန်တိုးတဲ့လူတွေလည်းတစ်နှစ်ပဲရပါလိမ့်မယ်နံပါတ်၁ချက်ဟုတ်ပြီနော်โอเคဒီကိစ္စတော့ပြတ်သွားပြီโอเคဒါဖြတ်ပြီနံပါတ်၂ချက်နံပါတ်၂ချက်ကကြတော့ကျွန်တော်တို့ဒီဟိုဒီ CI စာအုပ်တွေပေါ့နော် CI စာအုပ်တွေကိုခြံဆောင်ထားပြီးတော့ CI စာအုပ်တက်တန်ကုန်နေတဲ့လူတွေ CI စာအုပ်ကနေပြီးတော့ CI စာအုပ်ကိုလဲကျင်နေတဲ့လူတွေအတွက်ကိုလည်းပဲထပ်မှန်ပြီးတော့ဆွေးနွေးတော့ပါ เนาะซุยတွေးသွားတဲ့အထဲမှာဆိုရင် CI စာအုပ်ကိုကုန်နေတဲ့စာအုပ်အဟောင်းတွေကိုပေါ့เนาะစာအုပ်အသစ်ပြန်လဲပေးဖို့ကိစ္စကိုဆွေးနွေးသွားတယ်เนาะဟုတ်ကဲ့ဒီတစ်ချက်ပြီးတော့နံပါတ်3တစ်ချက်နံပါတ်3တစ်ချက်ကကြာတော့ကျွန်တော်တို့ဒီရွှေပြောင်းလုပ်သမားတွေအနေနဲ့မြန်မာနိုင်ငံကိုပြန်ကျင်တဲ့လူတွေအတွက်ကိုပေါ့เนาะကျွန်တော်နေလေးတွေထုတ်ပြီးပြီးဝါဘာမေးတွေလည်းထုတ်ပြီးပြီးအကုန်လုံးထုတ်ပြီးပြီးဆိုတဲ့လူတွေအတွက်ကိုပေါ့เนาะမြန်မာပြည်ကိုပြန်တဲ့အခါကျရင် နော်ကျွန်တော်တို့ဒီ reentry တွေထုစရာမလိုဘဲနဲ့ reentry ထုတယ်ဆိုတာကျွန်တော်တုံးကြီးထုပြီးတော့ပြန်တဲ့လူတွေကတခါပြန်ထောက်တေးကထောက်နေတာထောက်သုံးတာစသဖြင့်ပေါ့နော်အဲ့လိုအကုန်ခံပြီးတော့ပြန်ရတဲ့လူတွေကအဲကျွန်တော်တို့ဒီ reentry ကပေးစရာမလိုဘဲနဲ့ဒီမှမျိုးကိုပြန်နိုင်ဖို့ရည်ရွယ်လဲဆောင်ရွက်နေကြတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့အခုလောလောဆယ်ဆယ်အနေထားဒီရှင်ပြန်လို့တမားတွေအတွက်ကိုအဲအရင်တော့ဆိုရင်ခေါင်းတွေကိုက်နေကြရတယ်ဘာဖြစ်လို့မရသေးတာလဲဘာတွေလောက်ရမလဲဆိုပေါ့နော်ဘာတွေလောက်ရမှမသိရှေ့တူမရနောက်ဆုံးမရဖြစ်နေတယ် အဲကျွန်တော်ဒီ MOU စနစ်နဲ့တက်တန်တိုးမယ်လူတွေအတွက်ကတော့လုံးဝကိုဝမ်းသာလို့ရောက်လာပါပြီ။နော်အဲ့အတွက်နောက်တစ်ခါတော့ဒါကြီးညာချက်တွေထပ်ထွက်လာနိုင်မယ်။ဝန်ကြီးများစီဝေးထုတ်ပြန်ချက်တွေပုံစံမျိုးထပ်မှန်ပြီးတော့ထွက်လာနိုင်မယ်ဗျ။အားလုံးအတည်ပြုဖို့အတွက်ကိုပေါ့နော်။အခုလောဆယ်ကတော့သဘောတူညီမှုကတော့ဒီလိုမျိုးရရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်ထိုင်းနိုင်ငံကလုံယူလုံစင်အတိုင်းတင်းနဲ့လုံတင်းနဲ့သုံးလေးပေါ့နော်။ဒါတို့လာပါလိမ့်မယ်ဗျ။ ဝင်ကြီးများစီဝေးတင်သွင်းမယ်တင်သွင်းပြီးမှလည်းကြီးညာကြတဲ့ပြန်ထွက်လာမယ်ပြီးရင်ဌာနဆိုင်ရာအသီးသီးရနေပြီးတော့ကြီးညာကြတဲ့ထပ်ထွက်လာမယ်ဆိုတဲ့ပုံစံမျိုးထပ်လာဖို့အတွက်ဖြစ်လာပါတယ်အဲ့တော့ဘလိုပဲဖြစ်စီပေါ့နော်ဘလိုအနေထားပုံမှာမူတည်ပြီးတော့ဒါတော့ရှုပ်ပြန်လို့ဒီမားရဲ့အတွက်ကိုအဆင်ပြေအောင်ထိုင်နေကြနေပြီးတော့လုပ်ပေးပါလိမ့်မယ်ဘလိုနေရင်ကောင်းမလဲဘလိုသွားရင်ကောင်းမလဲဘာတွေလုပ်ပြီးရင်ကောင်းမလဲဆိုတာသူတို့ဆက်လက်ပြီးတော့လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ရှုပ်ပြန်လို့ဒီမားမျိုးတွေအားလုံးဝမ်းသာလို့ရပါပြီဆိုတဲ့အကြောင်းကိုပြောရင်ဗီဒီယိုဖိုင်ကြီးပြန်လည်မျှဝေပေးခြင်းအဖြစ်ဒီအောင်လည်းတောင်းလည်းအသိပေးလိုက်ကြပါဦးเนาะ နောက်ထပ်သတင်းထူးတာနဲ့ထူးထူးချင်းကိုလည်းကျွန်တော်ထပ်မှန်ပြီးတော့ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မျိုးတွေအားလုံးဗီဒီယိုဖိုင်လေးကိုလည်းများများလေး share ပြီးပြီးတော့ကျွန်တော်တို့မျိုးတွေကျွန်တော်ရဲ့ page ကိုလည်း like တွေ share တွေ follow တွေလုပ်နေပါတယ်ခင်ဗျမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာ